ရရှိနေကျေးဇူးတော်ပြန်ပေါင်းရောက်စီတိုင်းခံစားပါစေလို့ဘုကောဆပါတယ်ကျွန်တော်ကဘယ်ကွာဒီအဒီအမ်ကျွန်တော်ရုရှေ့ဥကရိန်းနေအကြီးလူသူနဲ့တမ်းရောက်ပြီးဘုကောကိတက်ပြီးတော့ခရင်ဆိုပြီးတော့စတင်ကျင်နေခဲ့တဲ့အချိန်မှာယုံကြည်တက်ဝင်လာကြတဲ့အချိန်မှာဒီအဲ့ဒီခက်ခဲ့ ုပ်ဆိုးခဲ့တဲ့ယောမဘီရင်အဆက်ဆက်ကဒီခရင်တွေကိုဘယ်လိုညှဉ်းပန်းနှိပ်စက်ခဲ့ကြလဲဆိုတော့ဒီအုပ်ဆိုးခဲ့တဲ့ဘီရင်နေနဲ့သူတို့အုပ်ဆိုးခဲ့တဲ့ခုနှစ်တည်းကြောင်းဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီ AD 64ကနေ AD 317တိုင်အောင်အတင်းတော့ညှဉ်းစက်ခဲ့တဲ့ဘီရင်များနဲ့ဝေမျှအကြောင်းပဲဖြစ်ပါတယ်။ဒီတိကကရတောမီမီနောလိုက်တဲ့ဘယ်များကိုသူတို့ဒီတင်းတို့ကိုအရာယုံနေတန်တန်ကြတယ် ။တရားစီအများနဲ့တင်တို့ကိုညိုက်နှက်ကြလိမ့်မည်။အာဟိနမကြောင့်တင်တို့ကိုမုန်းတီးကြလိမ့်မည်။ရှမာကုကရဝင်းချန်ခန်းကြီး73ခန်းငယ်9ကိုမှကျော်တင်မိတာကယ်ရီတိုင်းမှာကက်တလစ်တင်တို့ကြီးဟာခက်ခဲများနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ဒီညမဲ့နေဆက်ခြင်းခံရမည်ဆိုသည့်အချက်ကတိရစုကနေ300စုအတွင်းမှာရှင်တန်ခဲ့တဲ့ရှေးဦးခရင်ရဲ့စတင်ပြီးတော့ရင်ဆိုင်အသက်ရှင်ခဲ့ရပါတယ်။ သူတို့ကမိမိတို့ရဲ့ယုံကြည်ခြင်းအတွက်အသက်သွေးချင်းများစတဲ့ခံကမိမိတို့ရဲ့ယုံကြည်ခြင်းကိုတက်တည်ခံခဲ့ကြပါတယ်။ဒုချင်းမစားပြီးခရိယံများကညင်ပန်းနှိမ့်ဆက်မှုပေါင်းများစွာကိုဇလက်ရင်ဆိုင်ခဲ့ကြရပါတယ်။ဒီယောမလူမျိုးများခရိယံများကိုမုန်တီးခြင်းခရိယံများကိုယောမလူမျိုးများမုန်တီးရသောအကြောင်းရင်းမှာဘာသာအသစ်တစ်ခုဖြစ်လာသောခရိယံများကလောမအင်ပါယာဘုရင်ကိုဖျားအဖြစ်သတ်မှတ်ရန်ငင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ီယောမလူမျိုးတွေဟာမိမိတို့ရဲ့အင်ပါယာဘုရင်အားဖျားကဲသူမှတ်ယူတည်တာမကမိမိတို့ရဲ့ဥပဒေများကိုလည်းအလွန်မြင့်မြတ်သောအရာဖြစ်မှတ်ယူကြပါထို့ပြင်အင်ပါယာအတွင်းမှာတဘာဝ BND ရဲ့ပလိယောဂအစာခေါင်းပတ်ခြင်းစစ်ပွဲ၌ရှုံးခြင်းများအတိတ်သောဘာသာနဲ့၎င်းနောက်လိုက်များကြောင်းလို့ယူဆခံရပြီးတော့ခရိယံများမိမိတို့ရဲ့ရန်သူအဖြစ်သတ်မှတ်ကနီလန်မျိုးမျိုးပဲဆွဆွဲပြီးညံပတ်နှိပ်စက်ခဲ့ကြပါတယ် ဒီလိုညှိပန်းမှုနှိမ့်သိမ့်ဆက်မှုအချိန်က၁၀ချိန်တိုင်တိုင်ရှိခဲ့ပါတယ်။ဒီပထမချိန်ညှိပန်းနှိမ့်ဆက်ခြင်းပထမချိန်ညှိပန်းနှိမ့်ဆက်ခြင်းဟာခရစ်တက64မှ69ခုနှစ်ဒီ Empire ပင်နေရိုလက်ထက်နိုင်ဖြစ်ပွားခဲ့ပါတယ်။ခရစ်တက64ခုနှစ်မှာယောမမျိုးမှာမိလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်။ဒုတိယအကြိမ်မှာခရစ်ယာန်များကြောင်းလို့မဟုတ်မမှန်ဆွဆွဲကခရစ်ယာန်များကိုစတင်ပြီးတော့ဖန်ဆီးနှိမ့်ဆက် တပ်ဖြတ်ခဲ့ကြပါတယ်။ဒီစင်ပီတန်စင်ပေါ်ရတဲ့ဒိုချိန်တိုင်းတရားတွေအသေးခံအသက်ပြေးခဲ့ကြရပါတယ်။ရတူရဲ့အကြောင်းလေးကလည်းပြပြစွန်စွာတော့နေရိုပီယန် AD 64နဲ့68မှာဒီနေရိုယောမပြရှင်နေနေရိုပီယန်ကယောမအင်ပါယာအတွင်းမှာရှိတဲ့နေထိုင်ကြတဲ့ဒီပြည်သူပြည်သားအပေါင်းတို့ကို ဘရင်ကိုဖျားပြကိုကိုွယ်ရမယ်လို့အမိန့်တော်စာထုတ်တယ်။အဲ့ဒီမိန့်ကိုခရင်များကညှင်းဆန်ခဲ့ကြပါတယ်။ထိုအခါဘရင်ကနေပြီးတော့သူကိုယ်တိုင်ယောမမျိုးမှာရှိတဲ့နေရာတော်တော်များများကိုမိရှုပစ်လိုက်တယ်။ယောမမျိုးနိုင်ရပောင်းများစွာမိလောင်ကြွမှုကြောင့်အကြီးအကျယ်ပျက်စီးခဲ့ပါတယ်။အဲ့လိုပျက်စီးခဲ့မှုကိုယောမအင်ပါယာများကခရင်အများပေါ်နိုင်ငံရေးအရာအပြစ်ဖို့ခဲ့ပါတယ်။အဲ့ချန်စာဘီနေရောပြင်းက ဒီခရီးအများပေါ်ညင်းပန်းနှိပ်စက်ကွက်မြတ်မှုများကို ကြီးမားစွာစတင်လှုပ်ဆောင်ခဲ့ကြပါတယ်။ထိုကာခရီးအနုမှာစာဝင်းကြီးပြတ်တဲလာတော့ကြောင့်ကာတာကျွန်းပင်မြေအောက်မှာတွင်များတူးပြီးခိုအောင်နေခဲ့ကြပါတယ်။တစ်ချက်တည်းမှာပဲအတင်းတော်ကြီးကောင်းဆောင်ကြီးများကိုအရှင်လက်လက်ကွက်မြတ်မှုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ ဒီဒုတိယအကြိမ်ညင်ပန်းခရိယံများညင်ပန်းနှိပ်စက်ခံရခြင်းဒီဒုတိယအကြိမ်ခရိယံများညင်ပန်းနှိပ်စက်ခံရခြင်းဟာခရစ်တကေ95မှ96မှာယောမအင်ပါယာပြင်းဒိုမီရှင်လက်ထက်နဲ့ဖြစ်ပေါ်ခဲ့တယ်ခရစ်တကေ90ခုနှစ်တော့ဒီအင်ပါယာပြင်းနေရိုလက်ထက်၌ယေရှုရှလင်မြို့အားဖျက်ဆီးခံခဲ့ရပါဒိုနောက်နေရိုနေရိုပြင်းမှာထုတ်ပြန်ခဲ့တဲ့ခရိယံမုန်တီးရဲ့အယူပါဒကိုအင်ပါယာပြင်းဒိုမီရှင်က ပြန်လည်အသက်သွင်းခဲ့ပြီးခရီးရန်များကိုတဖန်ညင်ပန်းနှိပ်စက်ခဲ့ပါတယ်။ထိုချိန်မှာကျမ်းရေးပုဂ္ဂိုလ်ရှင်ယောဟန်ပုတ်ယဟန်မင်းကြီးပထမမြောက်ကလမင်နဲ့ဒီအင်ပါယာဘီယံဒိုမီရှန်၏ဆွေမျိုးတော်သူများလည်းညင်ပန်းနှိပ်စက်ခံခဲ့ရပါတယ်။ဒါကတော့ဒီဒိုမီရှန်ဒီဘီယံရဲ့ရုပ်ပုံတွေပဲဖြစ်ပါတယ်။ တတိယကျင်းခရိယံများညင်ပန်းနေဆက်ခံရခြင်းဒီတတိယကျင်းခရိယံများညင်ပန်းနေဆက်ခံရခြင်းမှာခရစ်တက်ရဲ့132ခုနှစ်မှာအင်ပါယာပြင်ထရဂျန်လက်ထက်မှာစတင်ပြီးအင်ပါယာပြင်ထပ်တင်ပြီးအင်ပါယာပြင်ဟာဒရစ်လက်ထက်ခရစ်တက်ရဲ့138ခုနှစ်တိဖြစ်ပွားခဲ့ပါတယ်တို့ဖြစ်ပေါ်ရခဲ့ခြင်းမှာခရိယံများကယောမနတ်ဘုရားများကိုပူဇော်ရန်ညှင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။အဲဒီချိန်မှာအင်တတိယမြို့မှာ အင်တီညာအင်ညာစီယူနဲ့ဆီမီနာမျိုးဤဆရာတော်စေပိုလီကတ်တို့ဟာတရားတော်အတွက်အသက်ပေးခဲ့ကြရပါတယ်။ဒါကဒီဘီယင်ထရဂျန်ရဲ့ရုပ်ပုံပဲဖြစ်ပါတယ်။စတုတ္တကျင်းခရီးရများညင်ဖန်နေဆက်ခံရခြင်း ရှုံးကြခြင်းခရီးအများညင်ပန်းနေဆက်ခံရခြင်းကိုခရစ်တက်ကေ162ခုနှစ်မှ180ခုနှစ်ဒီပီအင်ပါယာဘီယံမာကော့စ်အော်ရီလီနုစ်လက်ထက်မှာဖြစ်ပါတယ်သို့သူဖြစ်ခဲ့ရတဲ့အကြောင်းမှာယောမနိုင်ငံမှာဖြစ်ပွားခဲ့တဲ့တဘာဝဘေးအန်ဒီရဲ့အားလုံးဟာခရီးအများအကြောင်းဖြစ်တယ်လို့ဆိုဆွဲပြီးခရီးအများကိုညင်ပန်းနေဆက်ခဲ့ကြပါတယ်

ြစ်စမကျင်းခရိယမြညင်ပဲ့နိမ့်နေဆက်ခံခြင်းပြစ်စမကျင်းမြောက်ခရိယမြညင်ပဲ့နေဆက်ခံခြင်းမှာခရတကေ202ခုနှစ်မှာဒီ230မှာဒီခရိယံဘရင်ဒီစတိမက်စ်အဒီစ်ဆေဗီယက်လက်ထက်မှာဖြစ်ပွားခဲ့ပါတယ်ထိုချိန်မှာအင်ပါယာဘရင်ကဒီရောမအင်ပါယာတစ်ခုလုံးအတွက်ကိုယ်ကွယ်မှုဘာသာတစ်ခုတည်းကိုသာကိုယ်ကွယ်ရန်တတ်မှတ်ခဲ့ပြီး ခရစ်များကိုငြိမ်ပန်းနှိပ်စက်ခဲ့ကြပါတယ်။ကျောချင်းမှာ St. Puppets တို့ဟာနဲ့ St. Philip's တိတာနဲ့ St. Irenaeus တို့ဟာတရားတော်အတွက်အသိခံခဲ့ကြရပါတယ်။ဒါကတော့သူရဲ့ရုပ်ပုံပဲဖြစ်ပါတယ်။စတမချင်းခရစ်များငြိမ်ပန်းနှိပ်စက်ခြင်း ဒီစတမကျင်ခရင်ရမြညင်ပနေဆက်ခံခြင်းကခရစ်တက်ကီ35မှာ238ခုနှစ်တူမှာယောမဒီအင်ပါယာဘရင်မက်ဆီမန့်လက်ထမှာဖြစ်ခဲ့ပါတယ်။ထိုပြင်ဘာသာတရားအားလုံးကိုမုံတီးသောစိတ်ရှိပြီးအထူးသဖြင့်ခရင်ရဘာသာကိုအမုန်းပူကခရင်ရအားလုံးကိုတည်ရန်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။လိုချင်တွင်ပုတ်ရမင်းကြီးပွန်တီယက်စ်နဲ့အန်ဒရူး တို့ဟာတရားတော်အတွက်အသေးခံခဲ့ကြရပါတယ်။ဒါကတော့သူ့ရဲ့ရုပ်ပုံပဲဖြစ်ပါတယ်။တတ္တမကျင်ခရိယမန်ညင်ပနေဆက်ခံရခြင်းဒီခရီးမှာညင်ပက်နေဆက်ခံရခြင်းကဘယင်းဒီဆူးစ်လက်ထံမှာဖြစ်ပါတယ်149 151လက်ထက်တွေဖြစ်ပါခဲ့ပါတယ် ထို့ပြင်အကျန်စီမှာခရီးရန်များအားလုံးကိုလုံအောင်ပြတ်သုံးရန်ဖြစ်တဲ့ထို့ကြောင့်ဘရင်ဟာနီလန်မျိုးမျိုးသုံးပြီးယုံကြည်ခြင်းပြတ်ပြားစေရန်သွေးဆောင်ခဲ့တဲ့အချို့သောခရီးရန်များယုံကြည်ခြင်းကိုဆွပစ်ခဲ့တော့လဲအများစုကယုံကြည်ခြင်းကိုမဆွမဲတရားတော်အတွက်အသေးခံအသက်ပြီးခဲ့ကြပါတယ်တိုချင်းနင်းပယမ်နီဖေဗီယန်အန်ဒီယိုစနဲယေရှုရှင်မျိုးဆရာတော်ကြီးများစိန်အာဂတာတို့ဟာတရားတော်အတွက်အသက်ပြီးခဲ့ကြရပါတယ် အဲဒါသူ့ရဲ့ရုပ်ပုံပဲဖြစ်ပါတယ်အထမအကျဉ်းခရီးအများညပနေဆက်ခံရခြင်းဟာခရစ်တက်ကေ259ခုနှစ်မှာ260အင်ပါယာပြင်းဘလီရီယန်စ်လက်ထက်၌ဖြစ်ပေါ်ခဲ့ပါတယ်သူပြင်းဟာအသင်းတော်ကိုတုတ်တင်ရှင်းလင်းရန်ကြိုးပမ်းခဲ့ပြီးဆရာတော်များယဟန်တို့များနဲ့ဘာသာသူတို့များကို ပြင်းနေတန်းပြီးခဲ့ပါတယ်ထိုချိန်တွင် Saint Spirian, Saint Lawrence, Yomashi Saint Agnes နဲ့ဒုတိယမြောက်ပုံရိပ်မင်းကြီးဆက်တူတို့ဟာတရားတော်တက်အသက်ပြီးခဲ့ကြရပါတယ်။ဒါကတော့သူရဲ့ရုပ်ပုံကျမ်းပဲဖြစ်ပါတယ်။နဘာဂျိန်ခရစ်ရဲ့မြညင်ပန်နှိမ့်ဆက်ခံရခြင်းဟာခရစ်တကယ်295ခုနှစ်မှာ Empire ဘီယင် Aurelian လက်ထက်မှာဖြစ်ပေါ်ခဲ့ပါတယ်။ တူပင်ယာမေတ္တာဆိုတဲ့နေနဲ့ဖျားကိုကိုကိုရင်အမိန်ထုတ်ပြန်ခဲ့တဲ့ထုံအမိန်ကိုမလိုက်နာသူခရိယံများအားလုံးကိုနီလန်မျိုးမျိုးနဲ့နှိမ့်ဆက်ခဲ့ကြပါတယ်။ဒါတော့သူရဲ့ရုပ်ပုံပဲဖြစ်ပါတယ်။တသမကျင်းခရိယံများညှင်းပက်နှိမ့်ဆက်ခံရခြင်းဒီခရိယံများညှင်းပက်နှိမ့်ဆက်ခံရခြင်းရဲ့ခရစ်တက်ကေ303နဲ့316အထိ Empire ပြင် Diocletian's လက်ထက်မှာဆယ်နှစ်ကြာဖြစ်ပွားခဲ့တယ်။ဒိုပင်ယာနှစ်ဖရာတို့ရုပ်ထုစင်တုများအား လောဘန်ပူဇော်ရဲ့အမိန့်ထုတ်ပြန်ခဲ့တဲ့ဒိုမိန်ကိုမလိုက်နာခဲ့တဲ့ခရစ်ယာန်များကပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။ဒီ Diocletian စာ83တောင်းနေတော့စတဲ့ဒီဘုရင်များညင်ပနေဆက်တန်းကိုအမိတင်တော့ဒီနှစ်ပေါင်း300ကျော်တိုင်တိုင် ခံခဲ့ရခြင်းဖြစ်ပါတယ်ဒီပထမရာစုနှစ်တည်းမှာယဟန်မင်းကြီး၅ပါးစူဆံခဲ့ပြီး၅ပါးစလုံးတက်ခံခဲ့ရတယ်ဒုတိယရာစုတွင်မှာယဟန်မင်းကြီး၉ပါးဇက်တိုက်အသက်ခံခဲ့ရပါတယ်ခရီးအများညစ်ပတ်နှိမ့်ဆက်မှုအမျိုးမျိုးခံရတော့လဲပိုရိတ်တို့တက်လာပြီးတော့ဒီဒီယိုကလစီယန်နဲ့ရဆံပြီးနောက်ခရစ်တက်က373ခုနှစ်မှာ ွန်စတိုင်ဘရင်နန်းတက်လာတဲ့အခါမှာခရစ်ယာန်များကိုမိမိတို့ရဲ့ဘာသာအားလွတ်လပ်စွာကိုးကွယ်ခွင့်ပြုခဲ့ပါတယ်။ခရစ်ယာန်များဒီဒီခရစ်ယာန်များဒီညမနေဆက်မှုမျိုးမျိုးကိုခံစားခဲ့ရတော့တဲ့တတိယန်ပြောခဲ့သည့်ဓမ္မအားဆိုင်များ၏သွေးသည်ခရစ်ယာန်များအတွက်မျိုးစည်ဖြစ်သည့်ဆိုသည့်အတိုင်းဒီယနေ့တိုင်အောင်ယုံကြည်သူခရစ်ယာန်များကပုံမရှင်သန်များပြားလာခဲ့ပါတယ်။ ကွန်စတန်ပင်ယာ83ဆုံး30 33မှာခရီးရန်များကိုလွတ်လပ်စွာကိုကွယ်ကွန်ပျူတာသူဟာအသက်40မှာခရီးရန်ဖြစ်လာခဲ့ပြီးသူကိုနိုင်ခရီးရန်ဖြစ်လာခဲ့ပြီး8325မှာပထမဦးဆုံး 9C ကောင်စီကိုပြုလုပ်ခဲ့တယ်ပြန်ပါတာဒီနိုင်ငံတော်ပါတာဖြစ်လာခြင်းဘီယင်မင်းကြီးကွန်စတိုင်းဒီ edit of million စာချုပ်ကိုချုပ်ဆိုပြီး ခရိယန်ဘာသာတရားကိုလွတ်လပ်စွာကိုကိုကရင်ပြုခဲ့တော်လဲအတားစီနေရရှိနေသေးဖြစ်ပါတယ်ပထမအကြောင်းရင်းမှာဘရင်မင်းကြီးဒီတိုင်းပြည်ခေါင်းဆောင်ဖြစ်တဲ့အရင်တိုင်းပြည်တရားဝင်အသိမဲ့ပြုခံတာတော့ယဟန်ကျုပ်လည်းဖြစ်တဲ့သူပြည့်ရဲ့ဘရင်မင်းကြီးနတ်ဖရာကိုကိုွက်ချင်းဆိုင်ရာအစင်နာများကိုပြိနေချုပ်ချယ်နိုင်တော်လဲအပြေဝမလုဆောင်နိုင်ခြင်းဖြစ်ပါတယ်ဒုတိယအကြောင်းရင်းမှာဘုရင်မင်းကြီးကခရိယံဘာသာတရားကိုလက်ခံယုံကြည်တော်လဲယဟန်မင်းကြီးနဲ့အသင်းတော်၏အာဏာကို တောက်ခံရဲ့ညှင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ခရစ်တက်ကေ395မှာကာစီယန်ကာရာစီယန်ဘုရင်ဖြစ်လာတော့ခါနှစ်ဖျားကုကွက်ခြင်းအစဉ်လာများကိုဖျက်သိမ်းပြီးခရစ်ယာန်ဘာသာကုကွက်မှုပေါ်မြင့်တင်ခဲ့တဲ့ခရစ်တက်ကေ394ခုနှစ်တို့ရောက်တော့ခါဘုရင်ကြီးသီအိုဒိုစီယုစ်ဒီခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ်။ဒီအရော ဒီကျွန်တော်တို့နှင်ပတ်နှိဆက်ခံခဲ့ခံနေရတဲ့အချိန်မှာဒီယုံကြည်သူဘာသာဝင်တွေရဲ့အဲခိုအောင်ခဲ့တဲ့เนาะဒီမြေအောက်ကူလိုင်းလူတွေရဲ့ရုပ်ပုံလေးတွေပဲဖြစ်ပါတယ်တရားရာစုနှစ်အတွင်းမှာအတင်းတော်ညင်ဆက်ကာလယောမမျိုးတစ်ဝိုက်မှာမြေအောက်လိုင်းကိုတွင်ပေါင်း50တက်မနဲ့ရှိခဲ့တယ်လို့ဆိုပါတယ် ရေရောလိုင်ကူရဲ့အနက်ကပေ30ပေ40ပေအထိရှိတယ်။တွင်းအမြင့်က73ပေ14ပေအထိရှိပြီးအဆင့်34ဆင့်ဆင်းရတယ်လို့ဆိုရပါတယ်။ဒီရန်မင်းကြီးမြောင်များစွာဤလိုင်ကူတွင်းမြုံနှံခဲ့ပြီး800စုမှ900စုနှစ်များမှရန်မင်းကြီးရုပ်ကလများကိုမြို့ပေါ်ဖျားကြောင်းလို့ပြောင်းရွှေ့ခဲ့ကြပါတယ်။ယနေ့တိုင်ထိုမြေအောက်လိုင်းကူများကိုရဟန်းမင်းကြီးပိုင်တဲ့ပစ္စည်းများဖြင့်အစိုးရကအတိမတ်ပြုကြပါတယ်။ ယနေ့မြန်မာဘာသာတရားလွတ်လပ်စွာဝေပြုကိုးကွယ်နိုင်ရေးအတွက်အတင်းတော်နှစ်ပေါင်း300 300ကျော်ညင်ပနေဆက်ကွက်မြတ်ခြင်းကိုခုခံနေကြရတဲ့အကြောင်းကိုတတိပြုတင်ကြောင်းဒီရေးသားဖော်ပြလိုက်ပါတယ်။ဒီရှေးဥခရိယန်တွေရဲ့ယုံကြည်ခြင်းခိုင်မာပြီးတော့ဒီခရစ်တော်၌တည်ဆာရှိခြင်းဟာသူတို့ရဲ့မဆုံးမနစ်သောခံယူချက်မဆုံးမနစ်သောလမ်းမလွဲခြင်းတွေဟာယနေ့ကျွန်တော်တို့ကက်တလစ်ခရိယန်တွေ အာဒီနေ့ကဘာပေါ်မှာခရီးရန်နေဆက်လက်ကြီးပွားတိုးတက်ရအကြောင်းဖြစ်ပါတယ်ဒီဒီ page လေးပေါ့နော်ဒီလိုအချက်လက်တွေကိုဒေတာပေါ်ပြရဲကျွန်တော်ပူယူခဲ့ရတဲ့ဒီ Michael Sign နဲ့ Princess Aung Jo ဒီ account ပိုင်းရှင်တွေကိုကျေးဇူးထူးပဲတင်ပါတယ်ဘုရားသခင်တာ၍ကောင်းချီးပေးပါစေလို့ဘုံကောင်တောင်းပါတယ်ရှစ်ဆက်လဲအမှုတော်မြတ်ကို ဒီထက်ပိုပြီးဆွမ်းဆောင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်။ God bless you. Thank you.